တန်ဟာကပြန်လာခြင်းမှာပဲ United ပြည်သက်တွေကိုစိတ်မပြတ်စေခဲ့တဲ့အမှန် United တို့ကတော့ Premier League မှာနိုင်ဝဲပြောက်ပြန်ပါပြီဒီတိုင်းဆိုရင် United ရဲ့နာမည်ကိုကန်တိုင်းရှုံးနိုင်ဝဲပြောက်ဆိုပြီးပြောင်းခေါ်ရမလို့ဖြစ်နေပါပြီ အရင်ကြီးတဲ့ယောပါလေးကိုအာယုံဆိုင်မှာမို့ပရီးမီးယားလေးကိုအားထင်းမကန်တာနားလည်နိုင်ပေမယ့်ပွဲချင်းအချို့အတွင်းချို့ကစားသမားတွေရဲ့စွမ်းဆောင်ရည်က MRI ကိုတတိပေးခေါင်းလောင်းထိုးလိုက်တယ်လို့ဖြစ်စေပါပါလှုပ်ရှော့တဖြည်းဖြည်းနဲ့စွမ်းဆောင်ရည်ကြာဆင်းလာပြီးအရင်တော့ကလှုပ်ရှော့မဟုတ်တော့ပါဘူးအမြင်မောကာကွယ်ဖို့အားနည်းချက်တွေကိုလည်းရာသီသားကုန်တော့မယ်အခုချိန်ထိမပြေနိုင်သေးတာကလည်းစိတ်ပြက်စရာပါပဲအကောင်းဘက်ကတွေးကြည့်မယ်ဆိုရင်တော့ဒီပွဲကနေလာမယ့်ရာသီသားတွေအတွက်စိတ်လှုပ်ရှားစရာခိုက်တဲ့ချက်ကိုမြင်တွေ့ခဲ့ရပါတယ် အမော်ရီယာဒီပွဲအတွက်ချီလိုအိုဘီဖရက်ရစ်စင်ဟယ်ရီအာမန်တို့ကိုပွဲထွက်လို့စစ်မှထုတ်သုံးလာခဲ့ပါတယ်ချီလိုအိုဘီဆိုရင်ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အတန်ငယ်ဆုံးပွဲထွက်ခွင့်ရရင် United ကစားသမားဖြစ်လာခဲ့ပါတယ်မေဆင်မော့ဟာလည်းသွေးကိုရခဲ့တယ်လို့ဂါနာချိုကလည်းကိုဘပြောင်းဆိုမှုကိုရက်တက်နိုင်ခဲ့ပါတယ် United ပရိသတ်တွေအတွက်စိတ်ကျေနပ်စရာဖြစ်ဆုံးကတော့အာမန်ပြန်လာနိုင်တာဖြစ်ပြီးအာဖရိကသားလေးဟာသွေးကိုတစ်ခုပါသွေးယူနိုင်ခဲ့ပါတယ် ယူနိုက်တက်ဟာနေနေပွဲမှာ3-2နဲ့တိကစားခွင့်နဲ့ပွဲထွက်လာခဲ့ပြီးတိုင်းစစ်မှာ OB ကိုထောင်ထားကဂါနာချိုအမေစင်မောင်းနဲ့တွေ့ပေးထားပါတယ်။ကွဲလမှာတော့မိုင်လူးနဲ့ဥကာတီတို့ပွဲထွက်လာပြီးဝင်းမတ်တေအပြင်ဟယ်ရီအာမတ်နဲ့ဒေါ်ဂူတို့ကိုခင်းချင်းခဲ့ပါတယ်။ဂူလမတ်ကတော့ဘာရင်တာပွဲထွက်လာခဲ့ပြီးနောက်တန်းမှာဖရက်ရစ်ဆင်ဒေးလစ်လောက်ရှော့တို့ကိုခင်းချင်းခဲ့ပါတယ်။အင်ရှင်ဘရန်ဖို့ကတော့၄ -3 နဲ့ကစားခွက်ပေါ်မှာဝက်ဆာအန်ဘူမို ကီဗင်ရှင်းနော်ကတ်တို့အစိုးဖွဲ့နေမဲ့ United ကိုယင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ဖွဲစားတဲ့စွာနဲ့ United တို့ထားနေတာခွင့်ကောင်းယူပြီးတော့ Brandford ကဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ဖွဲချိန်၃မိနစ်မှာရင် Shaw ရဲ့ပေါ်ဆမှုကလည်း United တို့ဂိုးပေးရမလို့ဖြစ်ခဲ့ပေမဲ့ Time ကနေကတ်ထွက်သွားခဲ့လို့ကန်ကောင်းခဲ့ပါတယ်။10မိနစ်အကြာမှာလည်းအသင်းပေါ်ရဲ့ဖြတ်တင်ပေးမှုကိုကီဗင်ရှင်းကပြေးဝင်အဆုံးသတ်ခဲ့ပေမဲ့မိုးပေါ်ထောင်တက်သွားခဲ့ပါတယ်။ ဝိုင်းရင်၁၄မိနစ်မှာတော့ United တို့ဥဆောင်ကိုရခဲ့ပြီးကာနာချွဲဖြင့်ချိုးပေးမှုကနေမေဆင်မောက်ကသွင်းယူခဲ့တာဖြစ်ပါတယ်။ United ဟာဒီချိန်မှာ Brentford ဘက်ကိုထိုးဖောက်နိုင်ခဲ့တာဖြစ်ပြီး Ancient အသင်းကပဲတောက်လျှောက်ကိုဖိအားပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ဝိုင်းရင်၂၈မိနစ်မှာတော့ Brentford ကိုချိန်ပါဖို့ရရှိသွားခဲ့ပြီး Dinkey ရဲ့ကန်သွင်းချက်က Shaw နဲ့ထိကလမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။အဲနောက်ဝိုင်းရင်၃၃မိနစ်မှာတော့ Kevin Shea က Ancient အသင်းအတွက်ဥဆောင်ကိုကောင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒီနေ့တဲ့အတွက်ဒီကုန်းမပေးလိုက်ရခင်မှာဒီလက်တန်ရာရရှိသွားခဲ့သေးတာကြောင့်မိအေးနှစ်ခါနာသလိုဖြစ်ခဲ့ရပါတယ်။အဲနောက် Brandfoot ကလည်းအခွင့်အရေးတွေထည့်ရခဲ့ပြီးပွဲကျင်လေးဆက်တမစ်မှာ Kevin Shin ရဲ့ကံချက်ကို Barina ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ Brandfoot ကပဲပွဲကိုဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပြီး United တို့ကတော့ခံစားသက်သက်ဖြစ်နေခဲ့ပါတယ်။ပွဲကျင်မိနစ်50မှာတော့ Garnacho ဖြင့်ချိုးပေးမှုကို Mouse ကလွလွကျွကျွကံဝင်ရခဲ့ပေမဲ့ပြန်ပဲခံစားကြောင်းနဲ့သာထိမှန်ခဲ့ပါတယ်။အဲနောက် United ဘက်ကပဲဆက်လက်ပြားပေးထားနိုင်ခဲ့ပြီးပွဲကျင်68မိနစ်မှာ Harry Armand အပိုင်ကံဝင်ရခဲ့ပေမဲ့ ိုးပါးတန်းကိုတော်တော်ကြီးကြော်တက်သွားခဲ့ပါတယ်။ဖွဲ့ချင်းမင်းခွန်းနဲ့70မှာတော့ brand 4ဘက်ကနောက်ထပ်ဥဆောင်ကိုရရှိသွားခဲ့ပြီးအသင်းမဖြတ်တင်ပြလိုက်တဲ့ဘောလုံးကို Kimin Shake ကလွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒီကုမှာဆိုရင် United ကန်ဆင်မှုတွေရဲ့ Lucas ကစားပုံညံဖြင်းမှုကိုအတိုင်းအတာမြင်တွေ့ခဲ့ရပါတယ်။ဖွဲ့ရင်84မိနစ်မှာတော့ brand 4ရောနောက်ထပ်ဥဆောင်ကိုထည့်ရသွားခဲ့ပြီး caro d က united တို့ရဲ့လူကျော်ထောင်ချောက်ကိုဖောက်ထွက်ပြီးဂိုးရှိပြန်ချမှာဝီဆာကပိတ်သွင်းခဲ့တာဖြစ်ပါတယ် နောက်ဆုံးလက်ကျန်7မိနစ်ကတော့ United တို့ရဲ့လှည့်ဖြစ်ခဲ့ပြီး Brentford ဘက်ကိုတောက်လျှောက်ပြားပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ပွဲချင်း82မိနစ်မှာတော့ Area ပြင်ဘက်ကနေ Garnacho ကလမ်းစားကန်ကျတဲ့ United အတွက်အခြေပါဂိုးတစ်ခုကိုရယူပေးနိုင်ခဲ့ပါတယ်။အဲနောက် Brentford ဘက်ကလည်း Wisa ခွင့်ကာရခဲ့ပေမဲ့ Lanero ကကာကွယ်နိုင်ခဲ့ပါတယ်။နောက်ဘက်မှာ United ကပဲပွဲကိုဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပြီး Brentford ခံစစ်ချောင်းကိုတော့မကျော်ဖြတ်နိုင်ခဲ့ဘူးဖြစ်ပါတယ်။တမန်ပွဲအစချိန်ပြီးဆုံးလို့နာချင်းချင်းပေါ်9မိနစ်မှာတော့အာမတ်ကအတွင်းကိုဆဲဝင်ပြီးဘဲအခြေဖြင့်နောက်ထပ်အခြေပါဂိုးတစ်ခုကိုထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။လက်ချက်မိနစ်အနည်းငယ်မှာတော့ ယူနိုက်တက်ဆိုစွမ်းသလောက်ကြိုးစားခဲ့ပေမယ့်တေးတောင်မရပဲပြန်လာခဲ့ရတာဖြစ်ပါရင်